ဒီကဗီဒီယိုမှာတော့ကျွန်တော်တွေ15သိန်းဝန်းကျင်မှာမဖြစ်မနေကြွေးကိုရွေးရမယ်ဖုန်း၃လုံးအကြောင်းပပြပေးမယ်။အဲတကယ်လို့ကိုကသာရမီရဲ့ KCU တွေကိုကြိုက်တယ်ဆိုရင်ပေါ့။ပြီးတော့ကိုက performance ကောင်းကောင်းလိုချင်တယ်။ big quality ကောင်းကောင်းကိုလိုချင်တယ်ဆိုရင်ဒီဖုန်း၃လုံးကထဲ့ကိုရွေးကိုစဉ်းစားရမှာ။ဆိုတော့ဘယ်လိုဖုန်းတွေဖြစ်မလဲ။ဒီဖုန်းတွေကကိုနေရောတကယ်ရောကြိုက်မှာလား။ဒီအကြောင်းလေးကိုဆက်ပြောရအောင်။ ပြောလို့ပြောရမဟုတ်ဒီ15သိန်းဝန်းကျင်ဆိုတဲ့ဈေးတန်းမှာရွေးမယ်ဆိုရင်ဒါဝယ်မယ်ဆိုလို့ရှိရင်ရွေးချယ်စရာကအရန်တဲ့မှာကျဲတယ်ဗျာဖုန်းနေအများကြီးရှိတယ်။ပြောရမယ်ဆိုရင် Redmi ရဲ့ K series တွေကဒါအားလုံးသိရတဲ့အတိုင်းပဲတော်တော်လေးကိုမှ strong ဖြစ်လာတာတစ်နေ့တစ်နေ့ပို့ပြီးတော့တိုးတက်လာရဲဆိုတာလေဒါအားလုံးကမြင့်မြင့်ပဲတော်တော်လေး fine နေဗျာ။ဆိုတော့ပထမဆုံးဖုန်းတစ်လုံးအနေနဲ့ Redmi ရဲ့ K80 Ultra နဲ့စပြောအောင်။ဒီသုံးလုံးထဲမှာလေ Redmi ရဲ့ K80 Ultra ကကျွန်တော်အတွက်ဆိုရင်တော့ဒါလုံးဝ favorite ဖြစ်ဆုံးပဲ KCV ထက်ကကိုမှဒါ ultra line လည်းဖြစ်တယ်လို့မျိုးဒီ KD ultra ကအဲဘယ်လိုပြောမလဲသူ့ဈေးတန်းဝင်ချင်မှာတခြားကောင်တွေသူနဲ့ level တိုးကောင်တွေအကုန်နဲ့ရှင်းမယ်ဆိုရင်တော်တော်လေး strong တာကိုတွေ့ရတယ်ဒီကောင်မှာဆိုရင် dynasty 900 layer plus ကိုဒီ2 chip နဲ့ combination ကလည်းတော်တော်လေးကို strong ဖြစ်တဲ့ gaming တွေပိုင်းမှာဆိုရင်တော်တော်လေးအဆင်ပြေရဟိုမှာ graphic ပိုင်းနေအဲတမပုံထွက်ကြည့်ရမျိုးပိုင်းတော်တော်လေးကို fine နေဗျဘာမှသိပ်ပြီးတော့အပြစ်နာစာပြောရမှာရှိဘူးအဲပြီးတော့ဒီကောင်းရဲ့ cooling system ကလည်းတော်တော်လေးကိုမှကောင်းတယ်ဆိုတော့ gaming တွေပိုင်းဆော့မဲ့သူတွေ performance ဦးစားပေးလိုချင်တဲ့ဆိုတဲ့သူတွေတော့ကလည်းဒီကောင်းရဲ့ပုံစံကဘာမှသိပ်ပြီးတော့ထွေထူး complaint တက်စရာမရှိဘူးစိတ်ချနေရတဲ့ performance တော်တော်လေးအဆင်ပြေ performance ကိုရှာတယ် အဲဆက်ပြီးတော့ပြောရမယ်ဆိုတော့ဒီကောင်ရဲ့ display ပိုင်း6.83 inch AMOLED panel ကိုမှ 144Hz နဲ့လာရဲဆိုတော့ display ကလည်းတော်တော်လေးကိုစမှုပဲပြီးတော့သဘောကျမိတာကသူ့ရဲ့ display ကပုံမှန် display မဟုတ်ဘဲနဲ့ခုနောက်ပိုင်းဖုန်းလေးလိုမျိုးဘေးပေါင်းလုံးလုံးလေးတွေ bezel ပပလေးနဲ့လာရဲ display တော်တော်လေးကြည့်ရတာလည်းကောင်းတယ်အရင်တော့ဆိုရင်တော့ KCV ဆိုရင် display တွေကအရင်အားမရတာကြည့်ရတာအဆင်မပြေတာဒါမျိုးတွေကြုံခဲ့ရတယ်ဆိုပေမဲ့ KD Ultra မှာကဒါမျိုးတွေတိတ်ပြီးတော့မကြုံရအောင်ပြီးတော့ဒီကောင်ရဲ့ battery ကလည်း9410 mAh ကိုမှ100 watt fast charge နဲ့လာရဲဆိုတော့ battery life က လည်းဘာမှသိပြီးတော့ trade through ပြောစရာမလိုဘူးအဲ gap kit နောက်ပိုင်းမှာကအားလုံးသိရတိုင်းပဲတရုတ်ဖုန်းတက်တော်များက battery life တွေကအရန်ကုန်မှာ stone လာတယ်ပြီးတော့ကျွန်တော်တို့ ultra sonic fingerprint တွေရမယ်ပြီးတော့ dual stereo speaker တွေရမယ် speaker ဘိုင်းတွေလည်းဘာမှသိပြောစရာမဖြစ်တော်တော်လေးကောင်းတယ်အဲပြီးတော့ဒီကောင်ရဲ့ haptic feedback ကလည်းဒီဈေးတန်းဝန်းကျင်ဖုန်းတွေထဲမှာတော်တော်ကြီးကိုမှ mighty haptic feedback လို့ပြောလို့ရတယ်နှိမ့်လိုက်တဲ့အချိန်မှာအရသာခံစားလက်ထဲမှာ လို့ပြောပါမလို့တတော်လေးကိုကရန်နှိယကောင်းတယ်လို့ခံစားရတဲ့ feeling မျိုးဆိုတော့ခြုံပြောမယ်ဆိုရင်တော့ဒီ K80 Ultra က performance display တွေ battery life တွေ channel အပိုင်းတွေဆိုအကုန်လုံးကောင်းတယ် အဲတခုပဲဒီကောက်မှာအားနည်းချက်ဆိုလို့ကင်မရာတခုတော့နည်းနည်းလေးစကားပြောတယ်ကင်မရာကတော့နှလုံးမဲ့ပါတယ်သူက15 megapixel main camera နဲ့8 megapixel ultra wide ဒါပဲပါတယ် main camera နေနဲ့ photo လေးရိုက်တဲ့အခါမှာတော်တော်လေးအဆင်ပြေတယ်ဆိုပေမဲ့ telephoto lens တွေပါတယ်မပါလာဘူးဒါလေးကတော့နည်းနည်းလေးစကားပြောစရာဖြစ်သွားတာပေါ့ telephoto မပါတာဖြစ်တဲ့အတွက်ဒီ portrait တဲ့သူတွေကတော့ဒါနည်းနည်းလေးတော့ခေါင်းဆအပေါ့တိုးပေမဲ့လည်းကျွန်တော်တို့က KD ultra ကိုရွေးတဲ့သူတွေကကင်မရာဦးစားပေးမဟုတ်ဘဲ performance ဘိုင်းကိုပို့ပြီးတော့ ကောင်းစီချင်လို့ priority ထားချင်လို့ရွေးရသူတွေဆိုတော့ကင်မရာကတော့ဒါနှက်ကလက်လောက်ထားလို့ရတယ် no problem ပေါ့နောက်တစ်လုံးကတော့ Redmi ရဲ့ K90 ဒီကောင်ကကြတော့ဘယ်လိုပြောမှမဟုတ်ဒီထွက်လာတဲ့အထက်မှာပေါ့နော်နောက်နောက်ဆုံးထွက်လဲဖြစ်တယ်လို့မျိုးဒါက K series line F ပေါ့ K90 series line F ဒါ base model လည်းဖြစ်တယ်ဒါပေမဲ့ base model ဆိုပြီးအထင်သေးလို့မြင်အောင်အခုထွက်လာတဲ့ series မှာ Redmi ရဲ့ KC ရတော်တော်လေးကမှ strong ဖြစ်လာ performance ကောင်းအောင်နေမှာကတော့ပဲ ਨੇ big quality ဘိုင်းနေ all rounder ဘိုင်းနေရစတော်တော်လေးကို ိုက်လာတယ်။ဒီကောင်မှအဓိကအနေနဲ့အားတာတာကကြတော့ဒီကောင်က Oreo ဘိုင်းကိုတော်တော်လေးကိုမှအားဆိုင်လာတယ်ဒီနှစ်မှာပေါ့။ဒီ K90 မှာဆိုရင်သူက Boss Oreo နဲ့ collab လုပ်လာဖြစ်တဲ့အတွက် ပြီးတော့ဒီကောင်ရဲ့ speaker quality ကအထက်တွေတရာတော်တော်လေးကိုမှ strong ဖြစ်တယ်။အဲဒါတခုပဲမဟုတ်ဘူးเนาะအများကြီးရှိသေးတယ်။ဘာလဲဆိုရင်ဒီကောင်ရဲ့ performance ဒီ15သိန်း16သိန်းဝင်းကျင်မှာ Snapdragon 8 Elite ကိုရမယ် performance ဘိုင်းကဘာမှတိတ်ပြီးတော့ပြောစရာမရှိတော့ဘူး အဲ့အီလေးရဲ့ performance ကလည်းဒါအားလုံးသိတဲ့အတိုင်းပဲသူထက်အထက်မှာဆိုရင် Snapdragon 8 Legend 5ပဲရှိလို့လားအဲ့တော့ကျွန်တော်တို့ gaming အတွက်ပဲ performance အတွက်ပဲဖြစ်ဘာအတွက်ပဲသုံးသုံး daily use အတွက်ပဲသုံးရင်တော့မှတော်တော်လေးကိုမှ okay တယ်ပြီးတော့နောက်တစ်လက်စားလည်းဆက်ပြောရမယ်ဆိုရင်ဒီကောင်းရဲ့ display size ဒီကောင်းရဲ့ display size က6.59 inch ပဲရှိတာပြီးတော့ AMOLED panel ကိုမှ 120Hz ဖြတ်သွားမယ် CCTV color ဘာညာတတကာလေးလည်းအကုန်လုံးပါတယ်ဆိုတော့ display ကလည်းတော်တော်လေးကိုကောင်းတယ်တခုသဘောကျစရာလေးက ကအရင်လိုမျိုးအရန်အကြီးပုံဖွယ်နဲ့လက်ထဲမှာခံရတာ fit ဖြစ်တယ်ပြီးတော့ hand feeling တော်တော်လေးကောင်းတယ်ဆိုတဲ့ feeling မျိုးကိုရတဲ့အနေအထားမှာရှိတယ်။အဲဆန်းကင်ကြီးကတော့လက်ထဲမှာတော်တော်လေး grip ကောင်းတယ်။တော်တော်ကိုလက်ထဲမှာပြောမယ်ဆိုရင်ဟိုကင်မင့်ဒီဖုန်းကိုတိတ်ပြီးမချချင်တော့တဲ့အနေအထားပေါ့။အဲအဲ့လောက်ထိကိုသူ့ရဲ့ hand feeling design က big quality ကတော်တော်လေးကိုမှအကောင်းတယ်။အဲ့ပြောနောက်တစ်ချက်ပေါ့ဒီကောင်ရဲ့ကင်မရာအရင်လို main camera ရဲ့ ultra wide ရဲ့ပဲထည့်ပေးထားမှုပဲ ਨੇ main camera ပါမယ် ်ပြီးရင်တယ်လီဖိုတိုပါမယ်ပြီးရင်အထရာဝိုက်ပါမယ်တယ်လီဖိုတိုပါထည့်ပေးလာတာကိုတွေ့ရတယ်ဒါကသွားရှုပ်လို့မရအောင်တယ်လီဖိုတိုပါရဲဆိုတာအားသာချက်တရအများကြီးပဲဥမာကျွန်တော်တို့2ရိတ်ဇွန်နဲ့ portrait ပုံလိုက်တဲ့အခါတွေကျွန်တော်အဝေးရအရာတွေကိုရိုက်တဲ့အခါတွေမှာတယ်လီဖိုတို lens ပါတာပို့ပြီးတော့တည်တာတယ်ပြီးတော့ digital zoom မဟုတ်ဘဲနဲ့ optical zoom ရတာဖြစ်တဲ့အတွက် ပုံထွက်တွေကပို့ပြီးတော့ clear ဖြစ်တယ် sharp ဖြစ်တယ်ဒါမျိုးတွေပေါ့ဆိုတော့ဘာပြောကင်မရာဘိုင်းကလည်းအားရစရာကောင်းသွားတယ်ပြီးတော့ battery life battery life ကလည်း quantum တွေက image ကိုမှ100 watt fast charge နဲ့လာဆိုတော့အဲဒီကောင်က battery life ကလည်းတော်တော်လေးကိုအဆင်ပြေတယ် battery ကဒါ base model မဟုတ်လို့တခြား model နဲ့ရှင်မယ်ဆိုရင်နည်းနည်းလေးသေးတယ်ဆိုရင်မလဲပြဿနာသေးမရှိဘူးအကုန်လုံးကခြုံပြောမယ်ဆိုရင်တော့ဘာပြောဒါ Redmi ရဲ့ K90 ဒီ15.6သိန်းဝန်းကျင်မှာ performance နဲ့မကပဲနဲ့ all rounder နဲ့သုံးမယ်ဆိုရင်တော့မှကောင်းကောင်းသုံးလို့ရတဲ့ဖုန်းလို့ပြောရမယ်။ဒါကြောင့်မယ့်ကျွန်တော်ကဒုတိယအနေမှာ K80 Ultra ပြီးရင်ဒီ Redmi ရဲ့ K90 ကိုတော်တော်လေးသဘောကျတယ်။နှလုံးပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ဆုံးတစ်လုံးကိုဆက်ပြောကြရအောင်။နောက်ဆုံးတစ်လုံးအနေနဲ့သဘောကျတာကကြတော့ဒါ Redmi ရဲ့ K70 Ultra အဓိကကဒီကောင်းကဘာကြောင့်ကြိုက်ရလဲဆိုတာလဲအကြောင်းပြချက်ကောင်းကောင်းရှိတယ်။ထွက်ထားတာကြာပြီဆိုပေမဲ့ဒီကောင်းရဲ့ဒီဇိုင်းကအခုချိန်ထိတော်တော်လေးကိုမှယူကနစ်ဖြစ်နေသေးတယ်။ ပြီးတော့ဒီ design ကနောက်ပိုင်း Redmi ရဲ့ KCV line app တွေမှာပြီးတော့ Ultra line app တွေမှာဘယ်တော့မှဘယ်တော့မှပြန်မတွေ့ရအောင်မယ့် design ပုံစံမျိုးအဲကင်မရာဘန်းတွေအစားပေါ့လေးတောင်းဆန်းဆန်းကင်မရာဘန်းလေးတွေလက်ထက်မှာကင်ရတာတကယ်ကို premium sensor ဆိုရယ် feeling မျိုးပေးနိုင်တာမျိုးတွေအဲဒါမျိုးတွေပေါ့အဲ performance တွေပိုင်းလည်းသွားပြီး short တော့လို့မရအောင် KCV ဖြစ်တဲ့အပြင်ကိုမှဒါ Ultra line ဖြစ်တာကြောင့်ဒီကောင်းရဲ့ performance ကလည်းကျန်တယ် Dimensity 9300 plus ကိုမှ D1 ချက်နေတာတယ် graphic ဘိုင်းတွေ ဂိမ်းဆော့တဲ့အခါမှာတော်တော်လေးကိုအဆင်ပြေရမှုလည်းရှိတယ်ပြီးတော့ထွက်ထားတာကြာပြီဖြစ်တဲ့အတွက် optimization လည်းရနေတော့တချို့ဂိမ်းတွေမှာဆိုရင်လည်း FE ရအမြင်တွေပွင့်နိုင်မှုလည်းရတယ်မဆိုးတော်တော်လေးကိုမှအဆင်ပြေတဲ့ကောင်အဲပြီးတော့ display ဘိုင်းတွေဆိုရင်လည်းတော်တော်လေးကိုမှကောင်းတယ် display က6.67 inch ကို AMOLED panel ပဲပြီးတော့ဒါကမှ144 Hz နဲ့ရမှာဆိုတော့တော်တော်လေးကိုမှ smooth ရယ်စမ်း3000ကြီးရတဲ့လောက်တော့ဒါ display ဘိုင်းက performance ဘိုင်းကဒါ daily use day to day use တွေမှာ gain ဆော့တဲ့အခါတွေမှာတော်တော်လေးအဆင်ပြေတယ်။ဘာမှသိပ်ပြီးတော့ ပြဿနာအရင်ဖြစ်တည်ရှိရမှာမရှိဒါကတော်တော်လေးအားရစရာကောင်းတယ်ထထားကကြာပြီဆိုရင်မယ့်အခုချိန်ထိတချို့ကောင်းနေတဲ့ရင်ပေါင်းတန်းနိုင်တဲ့အနေအထားမှာဖြစ်နေတာဒါကချီကျူးအောင်ကင်မရာမှာဆိုရင်လည်းဒီကောင်က50 megapixel main camera ရဲ့8 megapixel ultra wide ရဲ့2 megapixel macro use လက်လေးပေါ့အဲတုံးတုံးလူနဲ့ဆိုရင်လည်းအသုံးတည်ရင်တက်မဟုတ်အဲဒါကျွန်တော်တို့တွေ့ကြတာ macro camera ကသိပ်ပြီးမသုံးပြတော့ စတုံးမှုံလို့ခံစားရတယ်။အဓိက main သုံးပြတာကတော့ main camera ရဲ့အထွားဝိုက်လေ။အ main camera ရဲ့ဒါကြိုက်တဲ့ပုံတွေကတော်တော်လေးကိုအဆင်ပြေတယ်။အဲပုံလိုက်တွေပါတယ်ကလက်ခံလို့ရနေတာမှရှိတယ်။ low light တွေပါတယ်ကတော့အရင်ကောင်းလာတဲ့မှာမပါဘူး။ဒါကသူ့ရဲ့အားနည်းချက်လို့ပြောလို့ရရမယ်လေ။အားနည်းချက်မဟုတ်ပြအောင်။ဘာကြောင့်လဲဆိုတော့ဒီ K70 Ultra ဆိုတဲ့ဖုန်းက performance ကိုဦးစားပေးပြီးထုတ်ထားတဲ့ကောင်းမျိုး Redmi ရဲ့ K series line အထက်မှာ performance တော်တော်လေးကောင်းနေကောင်းဆိုတော့ဒီ performance ဦးစားပေးရတဲ့သူဖြစ်တဲ့အတွက်ဒီ camera ဘိုင်းကိုတော့ကျွန်တော်ကဒါ necklace လောက်လိုက်တာကိုဖိတ်ပြီးတော့ပြဿနာမရှိ ရှိဘူး no problem ကျွန်တော် gain နေဆော့မယ် day to day use သုံးမယ်ပြီးရင်စိတ်ပိုင်ပါလို့တပုံနေနေပါကိုရိုက်ပြန်ရိုက်မယ်ဒါလောက်ဆိုရင်အဆင်ပြေရယ်ဆိုရယ် camera မျိုး no problem တထားကြာပြီဆိုတော့တချို့နေရာလေးတော့နည်းနည်းလေးဒိတ်အောင်နေရာမျိုးလေးရှိရပါဘူးဥမာ finger print ကိုကျွန်တော်တို့ဒါ optical ပဲကြာတာမျိုးလေး speaker ကအရင်ထင်သလောက် အရှိရနှစ်ကောင်တက်စားလို့ရှင်အရင်ရင်ထင်တော့မကောင်းတာမျိုးနည်းနည်းလေးရော့နေတယ်ဒါမျိုးလေးရတော့နည်းနည်းပေးဆိုင်ရတော့ဗျတကယ်မဒီဇိုင်းမှန်ဟုတ်လာနေလို့ကျင်တယ်ဆိုတော့အဲထားပါဒါချားညက်ပြပြပေးတာအဲဒီကောင်ရဲ့ battery life ကလည်း905 mAh ကိုမှ 120W fast charging နဲ့ဆိုတော့သူကအားသာတာကကြတော့ charging watt က120ပဲသွားတာအားသာတယ်တော်တော်လေးမြန်တယ်ဒါပေမဲ့အားနေဝါတာ battery က905ပဲဖြစ်သွားမယ်အဲဒါကပြောမယ်ဆိုရင်အရှိရကောင်နေရှင်မယ်ဆိုရင်သူကလွန်ခဲ့တဲ့ထပ်ထားတာနည်းနည်းကြာပြီဆိုတော့သူတို့ခစ်တုံးက သုံးတာကဒါမှဘက်ထရီရဆီလီကွန်ကာဗွန်နေမဟုတ်ဘူးရိုးရိုးဘက်ထရီရဆိုတော့အဲ့လောက်ပဲရအောင်ပါဆိုတော့ဒီကောင်းအကြောင်းကိုခြုံပြောမယ်ဆိုရင်ဘာပြောဒီ chain ထိကိုဒီလောက်ထိရင်မောင်တက်နိုင်တဲ့ကောင်းဆိုတာထင်သေးလို့မရအောင်ဒီဇိုင်းတွေမိုက်တယ် display တွေမစိုးဘူး performance ရလဲကြံလုံးမယ်အဲရမောင်တန်းလို့ရတက်ကြက်ကောင်လာဘာပဲပြောသူမသားကွန်ပျူတာရှင်တီးမယ်ဆိုလဲကောင်းကောင်းတီးလို့ရတဲ့အနေအထားများရှိတယ်တချို့နေရာလေးအားနေသွားမယ်ဆိုရင်လည်းတော်နေသူတချို့နေရာလေးမှာလည်းအားတာတယ်ဆိုတော့ဒါကတော့ကိုယ်တိုင်နဲ့ကိုယ်ပေါ့ဗျာ အကယ်လို့ဒီ15သိန်း16သိန်းဝင်းကျင်မှာကိုကဒီ Redmi ရဲ့ K series လမ်းဟက်တွေကိုမချိုက်ဘူးဆိုရင်တော့တခြားထဲကဒါ IQ series တွေထဲကသွားပြီးရွေးလို့ရတယ်။ဟိုကောင်တွေကလည်းဘာပြော performance တွေရော design တွေရောဘာတွေတော်တော်ကောင်းတဲ့ကောင်တွေပဲ။ဒီ video ကကြတော့ Redmi ရဲ့ K series ကိုတတော်လေးသဘောကျတဲ့ဒါ K series hack of fan တွေအတွက်ကိုရွေးပေးထားတာ။အဲ့ပြောကျွန်တော်ကိုယ်တိုင်လည်း K series ဒါဝယ်မယ်ဆိုရင်ဒီ၃လုံးထဲကတကောင်ရွေးပြမှာ။အဓိကတော့ကိုယ့်ရဲ့ budget ကိုသုံးမဲ့ပုံမူတည်ပြီးတော့ ကိုသုံးမဲ့ဒီဇိုင်းကိုကြိုက်တဲ့ဒီဇိုင်းပေါ့နော်ကိုကြိုက်တဲ့ဒီဇိုင်းလေးကိုသုံးမဲ့ပုံစံလေးအဲဒါရီပေါ်မူတည်ပြီးတော့ဒီမှာကောက်ကလိတ်ဘာညာတွက်ချက်ပြီးတော့မှဘက်ကောင်ကငါနဲ့အဆင်ပြေလေဘက်ကောင်ကပိုကြိုက်တာလဲဆိုပြီးတော့ကြွေးပြမှာဆိုတော့ကိုလူလို့ဆိုရင်ရော K80 Ultra ရယ် K90 ရယ် K70 Ultra ဘက်ကောင်ပိုပြီးသဘောကျတယ်ဘာကြောင့်ကြိုက်တာလဲအခုကကွန်မန့်မှာဆွေးနွေးခဲ့ပါဦးဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါဗောအားလုံးအကျဉ်းသူမြိုက်တင်ပါတယ်ကျွန်တော်ကအဒမင်ကြော်ကြီးပါ Yangon Mobile Store.